မိမတိလူသုံးကားပြစ်တက်သွားလို့တေဆုံးခဲ့ရသူကိုတန်းစုံဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇော်လာ6ရက်နေ့ည7နာရီချိန်လောက်မှာရန်ကုန်တိုင်းဒေသကြီးလှေကူးမြို့နယ်ပေါင်ကြီးအရှိကျွေးရောင်အုပ်စုအုံနှမင်ကြီးရောင်မှာနေထိုင်တဲ့ဒေါ်တန်းလာ49နှစ်က သူမရဲ့နေမှာခင်မွန်းဖြစ်သူ အသက်50ကျော်အရွယ်ဦးတန်းစုံနဲ့အတူနေထိုင်ကြမှာပဲ အိမ်ချဝင်းရှိကိုမြေသိလူသုံးကတန်းစော်ရှိတော့អော်ခေါ်ခဲ့ရမှာကိုတန်းစော်ကရှိတယ်လို့ပြောပြီးဒေါ်တန်းကလည်းအတူနေရှိကိုထွက်လာတဲ့အချိန်မှာပဲဝေးထားတဲ့ခွေးတွေကဟောင်းနေအတွက်ဒေါ်တန်းလာကခွေးတွေကိုမောင်းထုတ်ခဲ့ပါလေဦးတန်းစော်ကတော့နေခြေသီးကိုအနည်းကိုဆက်လျှောက်သွားပြီးခြေသီးကိုရောက်မှာတော့မြေသိလူသုံးတွေကဘောင်းမရှိဝတ်ထားပြီးအုတ်ထုတ်အဝိုင်းကြီးကြီးဆောင်းထားသူက ချောင်းဦးထဲဝင်လာပြီးမင်းတန်းစော်လာဦးမင်းမြန်းချိန်မှာကိုတန်းစော်ကဟုတ်တယ်လို့ဖြေလိုက်တဲ့အချိန်မှာပဲလက်ထဲမှာအသင့်ယူဆောင်လာတဲ့သရံနဲ့တစ်ချက်ပြစ်ခတ်လိုက်ပါတယ်ကိုတန်းစော်လဲကျသွားချိန်မှာပဲဦးကောင်းကိုနောက်ထပ်တစ်ချက်ပြစ်ခတ်ပြီးခြံစည်းရိုးအပြင်ကိုထွက်သွားခဲ့ကြောင်းသိရပါတယ်အဲဒီနောက်မှာတော့သရံသမားဟာခြံစည်းရိုးအပြင်အရောက်မှာသရံနဲ့ချက်ထပ်မံဖြစ်ပေါက်ခဲ့ပါတယ်ကိုတန်းစော်ကတော့ဂျန်စီယိုအနီကဝင်ပေါက်ကိုမိလေးရဲ့လဲကျနေတဲ့အတွက်ဒေါ်တန်းလောင်ကပဝန်းကျင်ကလူတွေကို အခုကြီးတောင်းခဲ့ပါတယ်အဲ့နောက်မှာတော့ကိုတန်းစော်ဟာရင်ဘတ်ဖောက်ဝင်တန်းရတစ်ချက်နှစ်ဖူးဖောက်ဝင်တန်းရတစ်ချက်ရရှိပြီးတေဆုံးလေကြောင်းပြီးခဲ့ရပါတယ်ခင်မွန်းပြည်သူကိုတန်းစော်ကိုအသက်တေဆုံးအောင်ပြစ်ကတ်သွားတဲ့အမည်မသိလူသုံးကိုဥပဒေအရအေးအေးပေးနိုင်ဖို့အတွက်တိုက်တန်းခဲ့ရမှာတော့ဖောင်ကြီးနေမည်ရက်စကန်ကပါဆက်ကွန်မြင်တော်2025ဂျမ်ဖတ်ဥပဒေပုံမှန်45အရမှုဖွင့်ကသက်ဆိုင်ရာကစုံစမ်းစစ်ဆေးနေကြောင်းသိရပါတယ်